အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြောပြချင်တဲ့အကြောင်းအရာလေးပေါ့နော်။ဒီအိမ်တွင်အဲစိတ်နီလေးကတော့ဖန်ခါသည်ပေါ့နော်။ဖန်ခါသည်ရဲ့ဈေးဘဝေမှုအကြောင်းကိုပြောပြချင်ပါတယ်။ဆိုတော့ဖန်ခါသည်ဆိုတာနဲ့နာမည်ကြားလိုက်တဲ့အတိုင်းပေါ့နော်။ဖန်လဲဖန်နဲ့ခါလဲခါရဲ။ဒါပေမဲ့သူ့ရဲ့အနံ့လေးကတော့မှုေးပါတယ်။အဲစားလို့လည်းကောင်းတယ်ပေါ့နော်။တချွတ်ချွတ်နဲ့မြည်ရဲ့။နောက်ပြီးွားလို့ရှိရင်ဒီဝါစားလို့ကောင်းတဲ့ဖန်ခါသည်ကိုအတို့အမျိုးအဖြစ်ကျမတို့လေးစားကြတဲ့လိုမျိုးပဲ။ဒီချက်သွန်ပြူစားလေးမီးဖုတ်ပြီးတော့ ထောင်းနေပေါ့နော်ထောင်းပြီးတော့လဲစားလိရှိကြပါတယ်တခြားနေတွေနဲ့လဲဆေးဖြစ်သွားပြစားကြရလဲရှိရပေါ့နော်ဆိုတော့ဒီလိုဖန်ခါးသီးမှာအနံလေးမှုရတဲ့အပြင် အဲ့တော့တခြားဘယ်လိုမျိုးဆေးဘက်ဝင်လဲဆိုတာကိုအခုပြပြပေးမှာပဲဖြစ်ပါတယ်။ဖန်ခါးသီးဆိုတာကဘောနော်ဒီဖန်ခါးပင်ရဲ့အသီးပါ။ຫນွေပူပူမှာအရေးရသီးလောက်တဲ့အထိကြီးရဲ့ဖန်ခါးပင်ရဲ့အသီးလေးကြီးဖြစ်ပါတယ်။ဆိုတော့အခိုင်လိုက်တီးတက်ပြီးတော့အသီးကခက်ရှိရှိလေးတွေပါ။အသားမှာပြီးတော့အလင်းမှာအစိတ်တစိပဲပါတယ်ပေါ့နော်။အစိမ်းရောင်ရှိပြီးတော့တခါတလေမှာအဝါဖြော့ဖြော့ဒါမှမဟုတ်လို့ရှိရင်ပန်းရောင်လေးလိုမျိုးပဲအနီရောင်ဖြော့ဖြော့လေးလေးရှိတတ်ပါတယ်။ ိုတော့သူကပေါ့နော်ဒီအပူပိုင်းနဲ့တမပိုင်းဒေသတွေမှာပေါက်ရောက်တက်ပါတယ်။အိန္ဒိယ၊နီပေါ၊တရုတ်၊တီလင်္ကာ၊မလေးရှားနဲ့ဗီယက်နမ်နိုင်ငံတွေမှာအများဆုံးပေါက်တယ်ပေါ့နော်။ဆိုတော့ဖန်ကားတိမှာဘလို့အာဟာရဓာတ်ဒီပါဝင်နေလဲဆိုလို့ရှိရင် အာဟာရဓာတ်တွေကတော့အများကြီးပါတယ်ပေါ့နော်ဗီတာမင် C ဗီတာမင် K မဂနီဆီယမ်အမိုင်နိုအက်ဆစ်ဖလေဗာနိုက်စ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်ဓာတ်တိုးဆန့်ခြင်းပစ္စည်းတွေလည်းပါဝင်ပါသေးတယ်ဖန်ကားသီးရဲ့ဆေးဘက်ဝင်ပုံကတော့ဒီပေါ့နော်ဖန်ကားသီးကနမနစ်လက်အာဖန်ကားပင်မဲ့အတင့်အတင့်စားသုံးမဲ့အတန်အတင့်စားသုံးမဲ့ဆိုလို့ရှိရင်ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်အခုကတော့ဘလို့ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးမှာပဲဖြစ်ပါတယ် ထမဆုံးအနေနဲ့တော့ကတွင်ကိုကြမ်းပါစီပါတယ်။2010ခုနှစ်ကထုတ်ပြန်ခဲ့တဲ့လေးလာမှုတွေအရတော့ဖန်ကားတီးရသွားနဲ့ကတွင်ကိုတိုက်ခိုက်တဲ့ဗက်တီးရီးယားတွေကိုပြန်ပြီးတော့တိုက်ဖြတ်ပေးပြီးတော့သွားနဲ့ကတွင်ကြမ်းပါစီဖို့အတွက်အကောင်းဆုံးထောက်ပံ့ပေးနိုင်တယ်လို့သိရှိရပါတယ်ရှင်။အဲဒါကြောင့်မလို့သွားတွေခိုင်မာပြီးတော့ကတွင်ပြဿနာကင်းစေဖို့အတွက်ဖန်ကားတီးကိုစားပေးလို့ရပါတယ်။နောက်တစ်ခုကတော့နာကျင်မှုကိုတတ်တာစီပါတယ်။ဖန်ကားတီးစားပေးတာကခန္ဓာကိုယ်ကနာကျင်မှုတွေကိုတတ်တာစီနိုင်ပါတယ်။အယိုးအစစ်နာတာ၊ကြွက်သားနာတာနဲ့အမျိုးမျိုးနာကျင်မှုတွေကို ်သာစေဖို့အတွက်ဖန်ခါသည့်ကိုစားပေးလို့ရတယ်လို့မျိုးပဲဖန်ခါသည့်ရဲ့အစီအနှစ်တွေကိုလည်းအသုံးပြုလို့ရပါတယ်။နောက်ကျမတို့ရဲ့သွေးရင်းရ chorus ကိုလက်စထရောလည်းပေါ့နော်ထိမ့်မိပြီးပါတယ်အဲ2010ခုနှစ်ကလောက်ခဲ့တဲ့လီလာမှုအရာပဲဒီဖန်ခါသီးရသွေးရင်းကိုလက်စထရောကိုထိမ့်မိပေးနိုင်တယ်လို့သိရပါတယ်သွေးရင်းကိုလက်စထရောကိုထိမ့်မိပေးတာကနှလုံးကျန်းမာစေဖို့အတွက်အကောင်းဆုံးအထောက်အပံ့လေးဖြစ်ပါတယ် နောက်တစ်ခုပေါ့နော်ဓာတ်တိုးပစ္စည်းတွေကိုလည်းဖယ်ရှားပေးပါတယ်။ဒီဗီတာမင် C ဗီတာမင် E တို့ပါဝင်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကဓာတ်တိုးပစ္စည်းတွေကိုအထူးရောက်ဆုံးဖယ်ရှားပေးနိုင်တယ်။ဓာတ်တိုးပစ္စည်းပေါ့နော်ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကကိုယ်ခံအားအစပြီးတော့နာတာရှည်ယောဂါတွေမဖြစ်စေဖို့အတွက်အကောင်းဆုံးကာဝတ်ထောက်ပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။နောက်ကျမတို့ရဲ့အသွေးရင်းကတကြားဓာတ်ကိုလည်းထိန်းညှိပေးပါတယ်။ဖန်ကားသီးရာသွေးရင်းတကြားဓာတ်ကိုအကောင်းဆုံးထိန်းညှိပေးနိုင်တယ်ပေါ့နော်။ဖန်ကားသီးကိုစီးချိုရှိတဲ့သူတွေစားပေးလို့ရတယ်လို့မျိုးပဲစီးချိုကာကွယ်ဖို့အတွက်လည်းစားသုံးပေးလို့ရပါ ါတယ်ဒါပေမဲ့တန်စီလွန်ပြီးဆိုတာတော့တတိပြုလို့ပေါ့နော်ထားစီချင်ပါတယ်အဲတကယ်လို့ပေါ့နော်ကိုကစီဂျိုကာကွယ်ခြင်းနဲ့စီဂျိုယောဂါကို ရှိနေရဲဆိုလို့ရှိရင်ထမင်းစားတဲ့အချိန်မှာအဖန်ကားသီးလေးကိုတစ်လုံးနှလုံးလောက်ပေါ့နော်အမြဲတမ်းတိုစားပေါ့နော်ဒီနေ့လေစားထမင်းစားတဲ့အချိန်မှာတိုစားရဲဆိုရင်အဆင်ပြေပါတယ်အခုကတော့ဖန်ကားသီးကိုဘယ်သူတွေမစားသင့်ဘူးလဲဆိုတာကိုပြောပြပေးပါမယ်ဖန်ကားသီးကစေးဘက်ဝင်နေဆိုပေမဲ့ကိုဝင်ဆောင်တွေနိုတိုင်မီခင်တွေအဲပြီးွားလို့ရှိရင်ခုနပြောသလိုမျိုးပေါ့နော်စီးကြိုယောဂရှိတဲ့သူတွေကအများကြီးမစားသင့်ဘူးအဲခုနပြောသလိုမျိုးပဲ ဒီနေ့လည်သစားတဲ့အချိန်မှာတစ်လုံးနှလုံးလောက်ကိုတို့စားရတာပဲစားတဲ့နောက်တစ်ခုကတော့ခွဲစိတ်ကုသမှုခံယူမဲ့သူတွေပေါ့နော်မခွဲစိတ်ခင်နှစ်ပတ်အလိုလိုက်လောက်ကလေးကမစားတဲ့တော့ပါဘူး။နောက်ဖန်ကားတိရာစေးဘက်ဝင်နေဖန်ကားတိစားပေးတာကတော့ အပေါ်မှာပြောခဲ့တယ်လို့မျိုးပဲကတွင်းကိုကျမ်းမာစေရဲ့၊ရာကျင်မှုကိုတတ်တာစေရဲ့၊သွေးလွှင့်ရကိုလက်စထရောကိုထိန်းချုပ်ပေးတယ်၊ဓာတ်တုပစ္စည်းတွေကိုဖယ်ရှားပေးတယ်၊သွေးတွင်းမှာရှိတဲ့ဒီကျမတို့ရဲ့တကြားဓာတ်တွေကိုပေါ့နော်ထိန်းချုပ်ပေးပါတယ်။ဆိုတော့တန်ဆေးလွန်မေးဆိုတဲ့အတိုင်းပဲဖန်ကားသီးတစ်လုံးကအာအစတော့ကတော့ပေါ့နော်ဒီလောက်ထိအင်းဘယ်လိုပြောရမလဲကျမကြီးနဲ့ ပတ်သက်ပြီးတော့အဆင်ပြေမလားဆိုတာကိုမသိရသူတွေလည်းရှိမယ်အတွက်ကြောင့်မို့လို့ဒီဟာဖန်ကားတီးရဲ့သုံးဝင်ပုံလေးကိုလာပြီးတော့မျှဝေပေးရမယ်ဖြစ်ပါတယ်။ဒါပေမဲ့ပြောခဲ့သလိုမျိုးပဲအစာလဲစိတ်စိတ်လဲအစာဆိုပေမဲ့အဲတန်စည်းလွန်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကစားမယ်ဆိုလို့ရှိရင်ချင်းချင်းပြီးတော့ပဲစားပါ။ဖန်ကားစီတီးမှမဟုတ်ဘူးပေါ့နော်။ဘယ်ရမဆိုချင်း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 ပဲစားဖို့အတွက်အကြံပြုပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။